တတူးစရာရဲ့မာယူမှုကနေစတင်ခဲ့တဲ့ဂိုင်းတွင်းတွေးချောင်းစီဘက်တတူးထိုးနေတဲ့ဆရာတက်ဘတ်တတူးထိုးနေမတော်တဆလက်ချော်သွားပြီးတော့ဂိုင်းကောင်းဆောင်ကတော်တော်လေးစိတ်ဆိုးသွားပါတယ်တတူးစရာမှာသူ့ခင်ဗျာဘာမှမလုပ်လိုက်ရသေးခင်မှာပဲ ခိုင်ကောင်းကမှသူ့လက်ထက်ကဒနက်ကိုဆွဲထုတ်ပြီးတော့တက်တမမတ်ချင်းလိုက်ပါတော့တယ်ခဏကြာမှခိုင်ကောင်းကတပည့်တယောက်ကလက်တပြတ်တွင်ရဲဆက်ဆက်အသက်ခံရပါတယ်ဒီဖြစ်စဉ်ကိုမြင်လိုက်ရတဲ့လူအားလုံးကလည်းထိတ်လန့်သွားပြီးတော့ချက်ချင်းစူးလို့ပဲကိုဒနက်ကိုဆွဲထုတ်ကအစ်စ်အနေထားနဲ့တောက်ခံလိုက်ကြတယ်ဒါပေမဲ့သူတို့ဘလောက်ရှာရှာအဲဒီအောင်လို့မမြင်ရဘူးရုပ်ပြက်လူအားလုံးယူမတက်ထိတ်လန့်သွားပြီးရန်တန့်တက်ခတ်ပါတော့တယ် ဒါပေမဲ့အဲ့ဒီလိုရန်တမ်းပစ်ခတ်မှုယူကဘာမှအရာမဟုတ်ခဲ့ပါဘူး။ဘာလို့လဲဆိုတော့တကယ်အသက်စပေးရှောင်းစီးမှုကြီးအဲ့ဒီချိန်မှာစတင်နေတာပါ။ကိလမှုကတအားပင်းထန်လာတာကြောင့်ဂိုင်းကောင်းဆောင်လည်းစိတ်မထိုင်နိုင်တော့ပဲအဖိုးကြီးတရားရဲ့ပါဇက်ကိုထာဝရပိတ်ပစ်ဖို့ပြည်ရဲ့တလက်ကိုမြောင်းလိုက်တယ်။ဒါပေမဲ့အဲ့ဒီလိုမြောင်းလိုက်တဲ့ message တွေတွေမှာပဲဂိုင်းကောင်းဆောင်ရဲ့လက်နှစ်ဖက်စလုံးဖြတ်ခံလိုက်ရပါတယ်။ပြီးတာနဲ့သူ့မျက်လုံးတွေကလည်းအရာရာမောင်မဲသွားပြီး level အလိခံရတော့ကိုလည်းတိလိုက်ရပါတယ်။ဒီမျိုးနေကြောင့်ကြောက်လန့်ကြဖြစ်နေတဲ့အဖိုးကြီးကမလမ်းမကန့်ကတနည်းအားကိုထိတ်လန့်ကြနေ YouTube 見るからね